โอเคမျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့တွေဟိုထိုင်းနိုင်ငံကနေပြီးတော့ရွှေပြောင်းလူကမာတွေအားလုံးပေါ့နော်တေချာအတွင်းမှာ45ရဲ့ဖြေလျှော့ပြီးတော့မြန်မာပြည်ကိုပြန်ထားကြတဲ့လူတွေပေါ့နော်အဲ့ဒီလူတွေအတွက်ကိုကျွန်တော်သတိပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့မျိုးတွေကပေါ့နော်ခုလောလောဆယ်ဆယ်တရက်နေ့၄လပိုင်း2025ကနေစပြီးတော့5ရက်နေ့၅လပိုင်း2025အထိကိုသူကဖြေလျှော့တာပေးတဲ့45ရက်တော့တွေ့မှာပေါ့နော်အခုတော့မြန်မာပြည်ကိုပြန်သွားကြပြီဘယ်နေ့မှာပဲဖြစ်ဖြစ်ပေါ့နော် ဒုံကြီးထုတ်ပြီးတော့ပြန်သွားတာမျိုးမဟုတ်ပဲねအဲသူတို့ဒီတွေကအဲကျွန်တော်တို့ဒီထိုင်းနိုင်ငံကဖြေလျှော့တာပြီးတယ်ပြီးရင်ဒီတုံးထုတ်เสียမလို့ပဲねဒုံကြီးတုံးထုတ်เสียမလို့ပဲねမြန်မာနိုင်ငံကိုပြန်သွားကြတယ်ကျွန်တော်တို့အမျိုးတွေပေါ့နော်အဲ့ဒီအမျိုးတွေအနေနဲ့အခုအချိန်မှာဆိုလို့ရှိရင်ပဲဒီလေးလပိုင်းကကုန်တော့မယ်ဗျာလေးလပိုင်းကုန်တော့မယ်ဆိုတော့9လပိုင်း15ရက်နေ့ဆိုပဲဒါသူတို့ဖြေလျှော့တာတဲ့အချိန်ကျော်လွန်ပြီဖြစ်တယ် ဲ့တော့ဒီဂျားထဲမှာကျွန်တော်တို့လူတွေကပြန်သွားကြတယ်ပြန်သွားကြတဲ့ခါကျတော့ပြန်တက်လာဖို့အတွက်ကိုအကတ်တက်တွေကမရှိသေးဘူးအချိန်ခါတွေကမရှိသေးဘူးတိတိကျကျပြန်တက်လာမယ့်ရက်ကိုကိုကမသိသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့တွေတခုသတိထားမှာပါတယ်ဆိုတော့ကျွန်တော်ဒီ15ရက်နေ့9လပိုင်းအထိကိုပဲသူကဖြေလျှော့ထားပေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတုံကြီးထုတ်ပြီးတော့ထွက်သွားတာမဟုတ်တဲ့အတွက်ကြောင့်သူကတ်တက်ထားတဲ့အချိန်တိုင်းကျွန်တော်တို့ကပြန်ဝင်လာကြဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့သတိပေးချင်တာကတကယ်လို့15ရက်နေ့9လပိုင်း2025 နောက်ပိုင်းမှ ဝင်လာလို့အဲဝင်လာဖို့အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်တော့အခုကတည်းကနေပြီးတော့ထိုင်းနိုင်ငံကိုဝင်လာပြီးတော့ပေါ့နော်ဒီ15ရက်နေ့9လပိုင်းမှာတိုင်ကင်ဒီဂျာထဲမှာထိုင်းကိုအများဆုံးဝင်လာခဲ့ပြီးတော့နောက်တစ်ခါပြန်ထွက်ချင်တယ်ဆိုလို့ရှိရင်တော့အတုံကြီးကိုထုပြီးတော့ပြန်ထွက်သွားဖို့အတွက်ကိုတော့ကျွန်တော်ပြောလိုပါတယ်။ဘာကြောင့်လဲဆိုတော့ကတ်တက်ထားတဲ့ရက်တွေကဖြေလျှော့ထားပေးတဲ့ရက်တွေကကတ်တက်ရှိတယ် အဲ့တော့ကျွန်တော်တို့တွေကတနေ့အတော်တွဲထဲမှာကိုဗီဇာတွေထုတ်တာပြီလူတစ်တွေပေါ့ဗျာဗီဇာတွေထုတ်ပြီပြီးအားလုံးထည့်တာပြီဆိုတော့ကိုယ့်ရဲ့ဗီဇာတွေမပြတ်သွားရအောင်ဝက်ပါမစ်တွေလည်းမပြတ်သွားရအောင်ဓာတ်တွေလောက်ရမလဲဆိုတော့ခုနကျွန်တော်ပြောသလိုပဲတကယ်လို့ထိုင်းနိုင်ငံကိုပြန်ဝင်လာဖို့အချိန်ကကတ်တန်လို့မရသေးဘူးပြောလို့မရသေးဘူးဆိုရင်တော့ထိုင်းနိုင်ငံနေဆက်ကိုပြန်ဝင်လာပြီးတော့တုံကြီးထုတ်ပြီးတော့ပြန်ထွက်သွားရင်တော့ပို့ပြီးတော့စိတ်ချရတယ်ဆိုတာလည်းရောက်ပြီးတော့3ပေ့ချင်းပဲဖြစ်ပါတယ်ဗီဒီယိုကရှည်တာမကြိုက်ဘူးဆိုလို့ကျွန်တော်ကလုံရင်းတူရင်းလေးပဲပြောပြတာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ကျွန်တော်တို့မျိုးလီနေနဲ့ မသိသေးတဲ့လူတွေရောကိုယ့်အမျိုးတွေပြန်သွားတဲ့လူတွေအတွက်ကိုရောဘောနောအကျိုးဖြစ်ထွန်းစေအောင်ဘောနောအများအတွက်ကိုအကျိုးဖြစ်တယ်ဆိုတော့ပြန်လဲမျှဝေပေးခြင်းအဖြစ်လဲအဲကျွန်တော်ကိုကူညီပေးနိုင်တယ်လို့အချင်းချင်းလဲကူညီပေးနိုင်ပါတယ်နောက်တစ်ခုကကျွန်တော်မှုပိုင်းဆိုင်ရာပါတယ်ပတ်သက်ပြီးတော့ဘောနောကျွန်တော်ကိုအကြောင်းအလုပ်သမားပြဿနာတွေနဲ့ပတ်သက်ပြီးတော့လဲကျွန်တော်နဲ့ဆွေးနွေးခြင်းနဲ့ကျွန်တော်ဒီကနေအကြံယူခြင်းနဲ့ဆိုလို့ရှိရင်တော့39 43 59 159ဖုန်းနံပါတ်ကို မနေ့၈နိုင်နေစပြီးတော့ညနေ၅နိုင်ဒီကိုဆက်သွင်းလာနိုင်ပါတယ်ခင်ဗျဒီကြားထဲမှာတော့ကျွန်တော်ကိုညပိုင်းချိန်ပိုင်းတွေမှာတော့ဆက်သွယ်စီကြပါဦးကျွန်တော်လည်းနားတဲ့ချိန်ရှိသလိုကျွန်တော်လည်းအားယူမဲ့ချိန်လေးရှိတာပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်တို့မျိုးဒီနေနဲ့တကယ်လို့ပေါ့နော်ဒီဗီဒီယိုဖိုင်ဒီကိုမျိုးဒီကပြန်သွားကြတယ်ဒါမှမဟုတ်ကိုရမျိုးဒီကနေပြီးတော့လည်းပဲအဲကျွန်တော်တို့ဒီမဟုတ်ပဲနဲ့ပေါ့နော်တခြားလူတွေအတွက်ကိုကကိုရတငယ်ချင်းတွေဖြစ်သူတွေသတိရှိသွားရအောင်ပေါ့နော်အဲ့ဒါကိုအကျိုးအကြောင်းလေးပြောပြပေးလိုက်ကြပါဒီ45ရက်ဖြေလျှော့ထားတဲ့အတိုင်းကျွန်တော်တို့ပြန်ဝင်လာတဲ့လူတွေက ာမှပြဿနာမရှိဘူးဒါပေမဲ့ရက်ကြော်ပြီးဒီတက်ကြော်သွားရင်တော့ဝက်ပါမယ်တွေလည်းပြက်ပြီးဗီဇာတွေလည်းပြက်ပြီးအဲ့ဒါကြောင့်မလို့ကျွန်တော်ကကြိုတင်ပြီးတော့တတိလပေးခြင်းပဲဖြစ်ပါတယ်အားလုံးကံကောင်းကြပါစေစိတ်ရချမ်းသာခြင်းကိုယ့်ရဲ့ကြမ်းမာခြင်းကိုလည်းရပြီးတော့ခေတ်ဆိုစိတ်နဲ့ဆိုလို့ကြော်ခန့်နေကြပါစေဗျာအားလုံးပဲမင်္ဂလာ